ဟယ်လိုပြောပါဒေါ်စွစွအောင်လားရှင်ဟုတ်ပါတယ်ရှင်ဒေါ်စွစွအောင်ကြီးအမချီထားတဲ့ပတ်စံလေးဘယ်တော့ပြန်ဆက်မှာလဲရှင်ရှင်ဘာပြောရလဲမသိဘူးကျမတို့ကုမ္ပဏီကချီထားတဲ့ပတ်စံကိုပြောတာပါဖုန်းထဲကနေတဆင့်ချီထားတဲ့ပတ်စံလေးအဲ့ဒီပတ်စံဘယ်တော့ပြန်ဆက်မှာလဲဆိုတာသိချင်လို့ပါရှင်ဘာလို့ပြောရလဲမသိဘူး ျမဘာလို့ဆီမှာပတ်စံမကြီးပါဘူးအိတက်တွေအမြင်မှာတော့ဟိုဟိုလိုဟိုလိုဒီလိုတွေသူတို့ထင်တယ်လို့တွေရှောက်ပြောတယ်ပေါ့နော်တကယ်ဒီဇက်ကားကိုကြည့်ကြည့်ပါပညာပေးတက်တက်ပါပဲကျွန်တော်ပထမ interview တွေမှာဖြေခဲ့တယ်လို့ပဲကျွန်တော်ကို10လှမ်းတနေ့ဖုန်း၃ခေါက်လောက်ဆက်ပြီးတော့ဆဲတာမျိုးပါကျွန်တော်ခံခဲ့ရတဲ့အတော့ဒါမျိုးတွေကျွန်တော်ဘယ်သူမှမဖြစ်စေချင်းဘူး။ဒါ네ဘက်တွေမှာလည်းကျွန်တော်တို့အလိန်ခံရတာမျိုးတွေရှိပြီးတော့ဒီဇက်ကားထဲမှာလည်းကျွန်တော်တို့မသိတဲ့ပုံစံမျိုးနဲ့လိန်နဲ့လိန်လယ်မှုတွေက အများကြီးပါတယ်ဆိုတော့ဒါပရိသတ်ကိုကျွန်တော်ပြတဲ့နဲ့အဲဖော်ပြတဲ့နဲ့ကျွန်တော်အနေနဲ့ကျွန်တော်လုပ်ပြတဲ့နဲ့လည်းကျွန်တော်ထင်တာပါဟိုထင်လို့ကျွန်တော်လုပ်ခဲ့တာပါအဲရမမှာကျွန်တော်အဲအတ္တလည်းကြီးတယ်လောဘလည်းကြီးတယ်ရမလည်းကြီးတယ်ဆိုပေမဲ့ကြိုပြီးတော့ကာထားအောင်ပါနော်။ကြောင်ဝိုင်းဆဲခံရတော့မှဆိုတော့အခုကျိုးကိုကြိုကာအောင်ပါ အဲတနာစရာကောင်းပါတယ်ဇာကြီးကလူပြာဖန်လေးကျင်တာပေါ့နော်လူပြာဖန်လေးကျင်တယ်ရိုက်တာလောက်ရတယ်ဆိုတာကိုကိုရဲ့ကိုစွမ်းဉဏ်စွမ်းရှိသမျှ creation အကုန်လုံးကိုပရိသတ်စီကိုရောက်ပို့ပေးလို့ရတယ်ကျွန်တော်ကအနုပညာဝါနာပါရဲ့ချစ်လဲချစ်တယ်ဆိုတော့အတွက်ဒီຢာရဲ့အများကြီးဆက်လုပ်ဖို့ပြောလဲမှာအဲຢာဖြစ်တယ်ဆိုတာဒီလိုဟိုလေကျွန်တော်ဒီပတ်ဝန်းကျင်မှာအလင်ခံရတာအများကြီးရှိတယ်ကျွန်တော်ဒီဇလန်ကျွန်တော်စီစရောက်လာတဲ့အချိန်မှာကျွန်တော်ຢာဖို့မຢာဖို့ဆုံးဖြတ်ပြတဲ့အခါမှာ ကျွန်တော်အများကြီးစဉ်းစားရတယ်ပေါ့နော်ကျွန်တော်မှလည်းစဉ်းစားကြရလေးတွေအများကြီးရှိပါတယ်ကျွန်တော်တို့လှုပ်လှုပ်တယ်ဆိုတာပတ်စံရအောင်တော်တော်လှုပ်လို့မရဘူးကျွန်တော်တို့မှစဉ်းစားရတဲ့အရာရှိတယ်ဒီစကားထွက်လာတဲ့ရုပ်ရှင်ထွက်လာတဲ့အခါမှာဘယ်လိုတက်ရောက်မှုမျိုးတွေရှိလာမလဲဆိုတာကြိုးပြီးတော့စဉ်းစားရတယ်ဒါပေမဲ့ကျွန်တော်ပို့ပြီးတော့စဉ်းစားတဲ့အရာကဘာလဲဆိုတော့ဒီလိုလိမ်လည်မှုတွေအများကြီးရှိကျွန်တော်ပတ်ဝန်းကျင်မှာလည်းရှိကျွန်တော်တို့ပုံလာပြီးတော့တက်ရောက်တာတွေလည်းရှိတယ်ကြုံဘူးရယ်ကြုံဘူးရယ်ဆိုကိုကိုယ်တိုင်တော့အလိမ်မခံအောင်လာပြီးတော့လိမ်လို့စူးစမ်းတာမျိုးကိုခံရဘူးတယ် အခုအမားတို့ဟို TikTok တွေ Facebook တွေမှာမြင်ရတော့ကုတ်ချောင်းလုံးပို့ပါတော့ဘာဖြစ်တယ်ညာပြီးတော့လာပြီးတော့ဖုန်းဆက်ပြီးတော့အခုကေပေးဘာဖြစ်တယ်ညာပြီးတော့ဖုန်းဆက်တာမျိုးခံရဘူးတယ်ပြီးတော့အဲ့လိုကုလားပြောလို့အစဲခံရတာမျိုးရှိခဲ့ဘူးတယ်ဆိုတော့ဒါကြီးကအကုန်လုံးကရှိနေကြတာဖြစ်နေကြတာပြီးတော့ဟိုနေ့ကတော့ဆိုတွေ့လိုက်တယ် TikTok မှာကျွန်တော်ထမင်းအိုးကြီးပေါင်ပြီးတော့ဒီပစံတောင်းဝဲကိုပေးရမှာဆိုတာပြန်စားတာတွေကွာတဲ့မှာပြန်ပြီးတော့သူတို့ကိုပြန်နောက်တာတွေပါတွေ့ရတယ်ဆိုတော့လေဒါကြီးတကယ်အခုချိန်ထိရှိနေတော့မယ် ဒါကုနာကျတော့ဟာတာအနေနဲ့ကျွန်တော်ကြည့်ပြတာပါဆိုတော့ဟိုဒါကကျွန်တော်တို့ကမြေန်းဒီဟာတွေတုံးနေမြေနေကြည့်နေလို့တချို့မသိတဲ့လူကြီးမိပါတွေရှိတယ်အဲ့လိုတက်တော့မကြည့်ရလူတွေ Facebook မကြည့်ရလူကြီးတွေဆိုဘယ်လိုလုပ်မလဲဖုန်းဆက်ပြီးလူမျိုးပြောကြတယ်လူဆိုတာလောဘနဲ့ပဲအကုန်လုံးသွားကြတာကွာအကန်ဆန်းပဲပေါက်တယ်လို့ဟိုတော်တယ်မလားတတိယရမယ်လို့ပြောဆိုအကုန်လုံးကဒီမသိရင်ခံရမှာအားလုံးကတတိထားဖို့တော့လိုပါတယ်အားလုံးကတစ်မျိုးမဟုတ်တစ်မျိုးနဲ့ လိမ့်လဲနေတာရှိတယ်မသိတဲ့အရာတွေကျွန်တော်မသိတဲ့အရာတွေလည်းကျွန်တော်ကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်မသိတာတွေအများကြီးရှိတယ်ဆိုတော့အလုံးအလိမ်မခံရဖို့တတိထားစီခြင်းပါတယ်အလိမ်မခံရဖို့လည်းမျှော်လင့်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်လိမ်ငယ်ရတယ်ဆိုရင်အလုံးကြည့်ခဲဝန်နေရမယ် မကောင်းတာတွေဖြစ်လာမယ်ဆိုတော့ဒါမျိုးတွေမဖြစ်စေချင်ပါဘူးမဖြစ်စေချင်လို့လည်းဒီလိုမျိုးရိုက်ကူးပြတယ်ဒီစိတ်ဒီခံယူချက်တန်တန်လေးပါပဲခင်ဗျာနောက်ဆုံးမှလူဆိုးကောင်းဆောင်ကြီးကအဖမ်းခံရတာတော့မပေါ့ဘူးလွတ်သွားတယ်နောက်ဆုံးအဲ့လိုလွတ်သွားတဲ့ပုံစံအဲ့အဲ့ဟာအဲ့စင်းကိုကျွန်တော်အခြေဆုံးပဲပေါ့နော်အရင်အရင်ဟိုစင်စာဒီဘာညာဘောင်းတွေအတွင်းကနေမသွားဘဲနဲ့ခွဲထွက်ပြီးတော့ နောက်ဆုံးမြန်မာသားတွေအကုန်လုံးကအဖမ်းခံရတာနဲ့ဆုံးသက်တယ်ဒါဒီထဲမှာအဲ့လိုအဖမ်းမခံရတာတကယ်တကယ်အပြင်မှာအတိုင်းပဲအပြင်မှာလည်းအဖမ်းခံရတာရှိတယ်နိဒါတွေဒီလိုမျိုးပုံစံအမှန်အတိုင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်တော့အဲကျွန်တော်ကျွန်တော်ရိုက်တင်တယ်လို့ကျွန်တော်ထင်လို့ကျွန်တော်ရိုက်ခဲ့တယ်မဟုတ်ဘူးရိုက်တာလုံးတယ်ဆိုတော့ကျွန်တော်ဆင်းပေါ်မှာအဲကျွန်တော်ဝင်ရိုက်လိုက်တာ ကျွန်တော်ကျွန်တော်အဲ့လိုဝင်ပြီးတော့တခါလေကြာရင်ကျွန်တော်ဝင်ကူညီရတာပေါ့ရရတာပါပြည်ညာပဲပြောတာကျွန်တော်ဝါသနာပါပြီးတော့ရှွတ်တင်မှာလည်းကျွန်တော်အကုန်လုံးနဲ့ဒီကိုလေးလိုနေတဲ့အတွက်ကျွန်တော်အဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ရိုက်နေတဲ့အချိန်မှာကျွန်တော်အမှတ်တရလေးပြအောင်ဆိုပြီးကျွန်တော်ဗီဒီယိုလေးရိုက်လိုက်တာပါအဲ့အလောက်ပါပဲပေါ့ပေါ့ပါပါအဓိကတော့အဲ့ဒီဒီရုပ်ရှင်ရိုက်ကူးရေးနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ပုံဖော်ဂျန်နာတွေရှိပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ရလည်းဆရာဦးမျိုးမဲတပည့်ဖြစ်တယ်ဆရာဦးမျိုးမဲစီမှာတင်တန်းနေတက်တဲ့အချိန်မှာကျွန်တော်တို့ကဒီတရုတ်ဆောင်တစ်ခုတည်းကိုတင်ခဲ့ရတာမဟုတ်ဘူးအဲဒီကင်မရာအယူအဆတွေ ဒီ driver driving ပညာကိုပါကျွန်တော်တို့ကသင်ခဲ့ရတာဖြစ်တဲ့အတွက်ကိုယ်တိုင်ဝင် ရိုက်တဲ့အခါမှာနည်းနည်းလေးဝါသနာပိုပါသွားတယ်ပြီးတော့ဟိုကိုယ်တိုင်လည်းဟိုသားပါတော့ဘာကားပဲကြည့်ကြည့်ကျွန်တော် Netflix ကရုပ်ရှင်တစ်ခုခုကိုကြည့်တာပဲဖြစ်ဖြစ်အဲသူတို့ရဲ့ကင်မရာယူအစတွေအလှည့်ကွက်တွေကျွန်တော်တို့ကလိုက်ကျွန်တော်အဲ့လိုလိုက်ပြီးလေးလာတာကြီးစာအုပ်တောက်ဘေးမှာချပြီးတော့အဲ့လို live မှတ်တာတွေကိုကိုယ်တိုင်ရိုက်တဲ့အခါမျိုးတွေကြာရင်ဒီလိုမျိုးတွေငါထည့်ရိုက်မယ်ဆိုတာမှတ်ပြီးတော့စိတ်ကူးရင်ထားတာတွေစိတ်ကူးရင်ထားတာတွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ကိုယ်တိုင်ဒီဟာကိုဒီလိုမျိုးတွေနောက်ပိုင်းအခွင့်အရေးရလာတဲ့အခါမှာပုံဖော်ပြဖို့အတွက်မျှော်လင့်ပါဒီရမတ်ဇလန်တွေကိုငါ application မှာထုတ်လင်းပြသနေပြီဖြစ်ပါတယ်ကျွန်တော်တို့ညီကိုမောင်နှမတွေအကောင်းဆုံးတရုပ်ဆောင်ထားပါတယ်တရုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ အာဘယ်လိုခေါမှန်ပဲဖြစ်ဖြစ်ကျွန်တော်လက်ခံပါတယ်ကျွန်တော်ဝေဘန်အပန်အကြံပြုပေးဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဆဲတာပဲဖြစ်ဖြစ်အဲဒီဒီကရိုက်တာနဲ့ပတ်သက်ပြီးတော့မုန်းတာပဲဖြစ်ဖြစ်ကျွန်တော်အားလုံးခံနိုင်ပါတယ်အဲကရိုက်တာနဲ့အညီစီမျောပေးကြဖို့မြေတားရက်ခံပါတယ်